明个老婆？ football preview channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့မှာတော့ဒီအင်္ဂါနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ England Premier League ဖွဲ့စဉ်၂ပွဲရှိရဲ့။အဲ့၂ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာပေါ့နော်။ပြီးတော့ဒီတခြားထိတ်တန်းလေးဖွဲ့စဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တွေကိုလည်းဒါကျွန်တော်ရဲ့ Telegram channel မှာတင်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram channel ကို join ခြင်းနဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုအောက်က comment မှာဒါ Telegram channel link ကို pin comment အနေနဲ့ထားပေးတာပေါ့နော်။ဝင်ပြီးတော့ join ထားလို့ရရပေါ့။အဲ့တော့ဒါဟုတ်ပြီ။ဒါဒီနေ့ညရဲ့ဒါပထမဆုံးဖွဲ့စဉ်ကဒီနေ့ညတက် နိုင်ပွဲမှာကစားမဲ့ဒီမန်စီးတီးနဲ့ဘုံပေါက်တို့ရဲ့ပွဲစဉ်ပေါ့နော်အပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့်မန်စီးတီးကတဘိုးသွင်းပြ3ပဲရှုံမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှင်ဒါ3ဂိုးသွင်း35ပြရှုံမယ်ပေါ့နော်အဲ့တော့မန်စီးတီးကဒါပြောမယ်ဆိုလို့ရှင်ပြီးခဲ့တဲ့3ရက်လောက်ကမှဒါ FV Player Final ကိုကစားထားတာဖြစ်တာကြောင့်ဒီနေ့မှာသူတို့အတွက်အကျဉ်းတွေပေါ့ပွဲပွဲနေနေမယ်ဖြစ်တယ်ပေါ့နော်ဒီတစ်ပတ်ကဘုံပေါက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့သူတို့အတွက် ဒါနိုင်ရဲ့10ရဲ့ကျော်ကျော်တိရခဲ့တာကြောင့်ဒီနေ့မှာဒါပုံမောက်ကစားသမိုင်းအနေနဲ့ဆိုလို့ရှိရင်တော်တော်လေး fresh ဖြစ်နေတယ်မျိုးကျွန်တော်ထင်တယ်ပြီးတော့ဒီပုံမောက်ကဒါသူတို့ကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး၄ဘွဲ့မှာဆိုလို့ရှိရင်သူတို့ရှုံးဝဲမရှိကစားထားရပါတော့။ပြီးရင်ဘုံဘော့ရဲ့အဝေးကွင်းနောက်ဆုံး73ဘွဲ့မှာဆိုလို့ရှိရင်လည်းသူတို့ရှုံးခဲ့တာတပွဲပဲရှိခဲ့သလိုဒီ Premier League ရဲ့1 to 7အသင်းကြီးရဲ့ကွင်းမှာတော့ကစားခဲ့ရတဲ့ ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းဘုံဘောကတပွဲပဲရှုံးတာပေါ့နော်အဲ့ရှုံးခဲ့တဲ့ပွဲကလည်းဒါသူတို့အန်ဖီမှာရှုံးတာဖြစ်တယ်ပေါ့နော်ပြီးတော့ဒါဘုံဘောရဲ့ဒါအင်ကွင်းဝဲကွင်းနောက်ဆုံး6ပွဲကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါသူတို့ရှုံးခဲ့တာတပွဲပဲရှိခဲ့တယ်ဒီတစ်ဖက်ကမန်စီးတီးကိုကျွန်တော်ပြန်ကြည့်တော့သူတို့နောက်ဆုံး2ပွဲစရိုက်အနိုင်မရထားတယ်ယူပြီးတော့သူတို့ရဲ့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဆောက်တတန်နဲ့ဒါကစားပြီးတော့သူတို့ကုန်းရှိသိရလက်တာ ကစားထားနိုင်ခဲ့တယ်။ဘလို့ဒီဒီဘက်ကဘုံဘောကတော့ဒီယာဒီမှာသူတို့အတွက်တရေကြခဲ့ပွဲစဉ်စုစုပေါင်းက17ပွဲရှိသလိုဒါဝေကွင်း18ပွဲမှာသလိုရှင်လည်းတရေကြခဲ့တာသူတို့9ပွဲရှိရပါတော့ပြီးတော့ဒီမစီတီကနောက်ဆုံးကစားခဲ့ FA ကဖိုင်နယ်မှာသလိုရှင် သူတို့ပဲလေးကိုရှုံးပြီးတော့သူတို့ရဲ့ဒါကစားသမားလေးရဲ့စိတ်တွေပိုင်းဆိုင်ရာအရာသူတို့အားနည်းနိုင်ပေမဲ့လည်းဒါအချိန်မြင်လေးဝင်ဝင်တက်နေရတာအတွက်ဆိုလို့ရှိရင်ဒီနေ့မှာသူတို့အတွက်အရာမယူထားဘူးလို့လည်းပေါ့နော်ဒီတစ်ဖက်ကဘုံမောအနေနဲ့ကျတော့လေသူတို့အတွက်ဥယောပဝင်ဝင်ဒါအဆင့်ရှိနေရအောင်သူတို့ကမျှော်လင့်နိုင်နေရအောင်ဒီနေ့မှာသူတို့မစီဒီကိုဒါအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်ဒါအဆင့်၉နေရာတည်းသူတို့ရောက်သွားမှာဖြစ်တယ်ပြီးတော့ဇာတိပိတ်ပွဲစဉ်မှာဒါအဆင့်ရှိနေရက Brighton အနေနဲ့ဒီနောက်ဆုံးကစားရဲ့နောက်ဆုံးကစားမယ့်ပွဲစဉ်မှာစပါးကိုသူအနိုင်မရခဲ့ဘူးဆိုလို့ရှိရင် င်ဒါဘုံဘောက်အတွက်ကအဆင့်ရှင်းနေရဘူးသူတို့အတွက်ကမျောလင်းနိုင်တယ်ဗောနအဲ့တော့ဒီနေ့မှာကျွန်တော်ပုံမောက်ကိုသဘောကျတယ်ဒီပွဲမှာဒီမစီတီအနေနဲ့ကြာတော့လေဒါပုံမောက်ကိုသူတို့အနိုင်မရခဲ့ဘူးဆိုလို့ရှိရင်တော့တည်ရေကစားနိုင်ခဲ့ရုံနဲ့ဒါဒီနေ့မှာသူတို့အတွက်ပရီးမီယာလိ MLB ကြာအဆင့်၃နေရအောင်သူတို့တက်လန်းနိုင်မှာဖြစ်တယ်ဗောနဒီပြီးတော့ဒီတစ်ပတ်ကပုံမောက်အနေနဲ့ကြာတော့လေအဝေးကွင်းနောက်ဆုံး၄ဝက်စတိုင်မှာ ရှုံးဝဲမရှိအောင်ကစားထားအောင်ဒီနေ့မှသူတို့အတွက်ကလည်းဒါမစီဒီကိုမရှုံးအောင်သူတို့ကစားလာလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒီပွဲမှာဒါတည်ရလဲထွက်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒါနှစ်သိန်းလုံးအတွက်ကဒါမျှတာလေးရလဲတခုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဒါတကိုးသွင်းပြ30ရှုံးမယ်မစီဒီတဲ့ဆိုင်ကျွန်တော်ဒီဘုံမောက်ကိုရွေးချယ်ပြီးခြင်းတယ်ပေါ့ အဲ့တော့ဒါဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တပွဲကဒီနေ့ညတန်တိုင်းပွဲမှာပဲကစားမယ်ခွစပယ်လေးနဲ့ဟူပါဟန်တယ်ပေါ့နော်။အဲ့ပွဲစဉ်အကြီးကိုကျွန်တော်ပြန်ကြည့်ခွစပယ်လေးကတေးရေးချိုင်ဆန်ကားပြရှုံမယ်ပြီးတော့ကိုဝောင်းနေတယ်ဆိုလို့ရှိရင်နှစ်ကိုသွင်း95ပြရှုံမယ်ပေါ့နော်။အဲ့တော့ဒီပွဲကဒါပြောမယ်ဆိုလို့ရှိရင်နှစ်သင်းလုံးအတွက်အရေးမပါတော့ဘူးနော်။ဒီပယ်လေးကလက်ရှိမှာအဖေကချန်ပီယံဖြစ်ထားခဲ့ပြီဖြစ်လို့လက်ကျန်နှစ်ပွဲလုံးသူတို့ရှုံးခဲ့မယ်ဆိုလို့ရှိရင်လည်းသူတို့အသင်းကိုအပြည့်မြင်စရာမရှိဘူးပေါ့နော်။ဒီတစ်ဖက်ကဝူကကျတော့ဒီရာဒီမှာသူတို့ တန်းစင်းစုံနဲ့ကင်းလုံသွားခဲ့ပြီဖြစ်တာကြောင့်နောက်ပိုင်းပွဲစဉ်တွေမှာသူတို့တက်တောင်ပြတတ်တာဖြစ်အောင်သူတို့အကိုတိုင်ကစားလိမ့်မယ်ပြီးတော့ဒီခွေစပယ်လေးကိုကျွန်တော်ပြန်ကြည့်ရင်နောက်ဆုံး6ပွဲမှာသူလုံးဝရှုံးဝင်းမရှိကစားထားတယ်အဲဒီ6ပွဲမှာဆိုလို့ရှိရင်ဒါအက်ရှင်ဘီလာစပါမန်စီးတီအဆရှိတဲ့အသင်းတွေကိုသူအနိုင်ရထားခဲ့ပြီးတော့အဲဒီ3ပွဲလုံးမှာလည်းခွေစပယ်လေးကကလင်းရှိရခဲ့တယ်ဘောနော်ဒီတစ်ဖက်ကဝူကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ရှားလက်တွေကောင်းခဲ့တယ်ဆိုပေမဲ့လို့နောက်ဆုံး2ပွဲစတိုင်မှာသူတို့ရဲ့ တို့ရဲ့တိုက်စစ်ကကိုမရခဲ့ပဲねနှစ်ပွဲလုံးကိုရှုံးထားခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်ဒီပွဲမှာကျွန်တော်ကိုကောက်ကိုကိုကောက်ကိုကြိုက်တယ်ဗောနော်ဒီဝူရဲ့နောက်ဆုံးနှစ်ပွဲမှာဒါကိုကောက်ထားတယ်လို့ဒါပဲလေးရဲ့နောက်ဆုံးသုံးပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်ကိုကောက်ထားရယ်ဗောနော်ပြီးတော့ဒီ FA Cup Final ကစားထားပြီးတော့၃ရက်ကြာမှာဒီနေ့ပွဲစဉ်ကိုကစားရတာဖြစ်လာကြောင့်ပဲလေးကစားသမားရဲ့အနေနဲ့ဆိုလို့ရှိရင်လည်း ဒါပွဲပန်းနေနိုင်တယ်ဘောနော်အဲ့တော့တို့ရဲ့အိမ်ဝဲမှာပေးလေးအနေနဲ့လည်းဒါပွဲစဉ်ကိုတက်တောင်းတက်တာဖြစ်အောင်ထိန်းကစားသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်အဲ့တော့ကိုပေါင်းကြီးရနှစ်ကိုသွင်း95ပြားရှုံးမဲ့ကြီးတစ်ခုမှာတော့ဒါဒီနေ့နောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှင်ကျွန်တော်ကိုဘောက်ကိုရွေးချယ်ပေးလိုက်မယ်ဘော